ဒီစကန်းတွေကလူသားတွေနဲ့လဲပတ်နေတာလူသားဆိုတာချစ်ချင်းမုန်းချင်းအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်နေ့စဉ်တဒန်းထူးတဒန်းကောက်တွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးပို့တုံးဆိုရှင်ပါတယ်ကြောက်ချင်းစားလောင်ချင်းမုတ်သိပ်ချင်းအလိုရအလိုရမတ်ကြီးအလိုရမတ်ကြီးချင်းစိတ်ကစားချက်ရှိခြင်းလောဘကြီးခြင်း ဒါတွေနဲ့ပြည့်နှက်နေတဲ့လူသားတွေကိုကျွန်တော်တို့ကလူသားစစ်စင်ရေးပုံစံနဲ့အဓိကကတို့အစာဟာရလူတွေအဲ့ဒီလူသားတွေရက်တည်ဖို့အတွက်အ ਨੇ ဆုံးတောက်ရတောက်ရမယ်အစာတောက်စားကိုစားရမှာဆေးဝါးတွေလိုမယ်ဆိုလိုချင်တာကစစ်တပ်ကိုစစ်တပ်ပုံစံဖွဲ့ဖို့အတွက်တခြားစစ်တပ်တွေဘာလုပ်နေလဲ ဝဝေးမကြည့်နဲ့ပေါ့ဗျာမင်းအွန်လိုင်းစက်တက်ဘာလုပ်နေလဲပေါ့ကိုလည်းလောက်အောင်ပါပဲအမေရိကန်စစ်တပ်တွေဘာလုပ်နေလဲထိုင်းစစ်တပ်ဘာလုပ်နေလဲစစ်ကိုစစ်နဲ့တူအောင် တိုက်ဖို့လုပ်လေအခုဒီနေ့ဖြစ်တဲ့ကိစ္စဟာအားရစရာပါဒါကတော့ ကိုမတားစီးနိုင်ပဲနဲ့အပေါ်ကိုရောက်လာမှကိုစီကိုရောက်လာမှကိုက ကနပြောတဲ့လက်နက်တွေနဲ့ပြစ်ချနိုင်ခြင်းပေါ့ဒါကတော့နောက်ဆုံးအဆင့်ပဲပေါ့ဒါပေမဲ့အခုဖြစ်ပြက်နေတာကလိမ်ပြန်မပြောနဲ့ကျွန်တော်တို့ကပါရာမိုတာဆိုတဲ့ဒီစက်တက်ထားတဲ့လေထီးနဲ့လိုက်ပစ်နေတဲ့ဟိုစက်တလုံးတက်ပေါ့ဗျာအင်ဂျင်လေးတွေဒီမှာလာပြည်တွင်းပြည်အင်ဂျင်လေးတွေဟိုရေစက်တိုးတဲ့အင်ဂျင်တလုံးလိုးလေးတွေနဲ့ ြေတွင်းမှာလှုပ်တာတဲ့ခုံလေးကိုတက်ခုံလေးကိုတက်ပြီးတော့ပုံစံရတော့ဗျာဒါပကံမှာအာဒီမိဘုံမြန်အနေနဲ့သူတို့အလှပြပြီးတော့တိုးရေးစုဆွဲတဲ့ idea ပေါ့အဲ့ဒါလေးတွေနဲ့တက်လာတာတော့ကျွန်တော်တို့ဘက်ကမတားနိုင်ဘူးပေါ့အမှန်ကအဲ့ဒီကောင်တွေတက်လာရင်ငုတ်တုတ်ထိုင်ပြီးတော့ပြစ်ချယုံမယ်ဒါပေမဲ့ကို့မှာအဲ့လောက်ကြီးတဲ့လက်နက်တွေမရှိတာရေမလုံနိုင်တာရေအဲ့တော့ဒါဆိုရင်တခြားနီးနဲ့ မုံရွာကနေတက်နေတယ်လို့ပြောတယ်နော် အများစုပြောနေတာမုံရွာစစ်ဌာနချုပ်ကနေတက်နေတာဒါဆိုအဲ့ဒီမုံရွာစစ်ဌာနချုပ်ကိုကျွန်တော်တို့ဘက်ကစောက်ကြည့်နေတယ်ထောက်လန်ကြီးတရားနဲ့တထောင်မွေးထားပြီးပြီလားတိတိကျကျတောင်းဝန်ပေးထားတာကျွန်တော်ပြောတာကျွန်တော်တို့ဘက်မှာမုံရွာမြို့မှာပါကဖတွေရှိမယ်ပတာလေးအဲ PDF တွေရှိမယ်ဒါမှန်တယ်ဒါပေမဲ့သူတို့က PDF တွေပါကဖတွေကသူ့လို့သူလုံးနေတာ ကျွန်တော်ပြောချင်တာဒီခြေမုံရိုးတီးသက်ပေါ့ဒီတရှိုးတီးသက်လုံးမဲ့လူတရားကြီးတထောင်အေးမုံရွာအတွက်တာဝန်ပေးထားပြီးပြီလားတချို့ကတော့ပြောတယ်ပေါ့စောက်ကြည့်ရေးတွေတော့ရှိတယ်စောက်ကြည့်တယ်သူတို့အဆက်အသွယ်တဲ့လေးပြန်တက်လာပြီဘဲလန်းချောင်းကိုတက်သွားပြီအဲစိတ်ကဲစိတ်ကဲသူတို့သတင်းပေးတယ်ပေါ့အာလီဝန်နေစစ်ဆန်အဲ့လောက်နဲ့မလုံလောက်ဘူးမတက်လာအောင်ကိုကျွန်တော်တို့လုပ်ရတော့မှာ ဲ့တော့သူတို့ထဲကိုဝင်ဖို့မလွယ်ဘူးမှန်တာပေါ့ဝင်အောင်လုပ်နိုင်တာဒါတရှူတွေရဲ့အရေးချင်းပဲလीအဲ့တော့ဒုတိမုတ်ဒီလူတွေကိုအစားတောက်သွင်းတာတချို့ထောင်ဖောက်ပြေးတာပါ냐ဒါတွေပဲလीဒါဇလန်တွေအများကြီးရှိတာပဲမရရအောင်ထွက်တာပဲနောက်ဆုံးကျတော့အထောင်ဖောက်ပြေးတဲ့လူအများစုကဘယ်ကနေထွက်လဲအစားတောက်ပါပဲသွားဘာလို့အစားတောက်ဝင်မယ်အေးအစားတောက်ပို့တဲ့လမ်းကြောင်းကနေပဲဝင်ပြီးထွက်ပြီးသွားကြတာပဲအဲ့တော့သူတို့တဲကိုအစားတောက်ဝင်မဲ့လမ်းကြောင်းရှိကိုရှိတာပဲ ဟိုဒုတိယကဘာစစ်တုံးကလည်းကျွန်တော်တို့ရုပ်ရှင်ကားတွေအများကြီးရှိတယ်အဲ့ဒီအစားသောက်အနောက်ကနေအတင်တဲ့ကားကနေခိုးဝင်ပြီးဝင်လာပါပဲအဲ့တော့အဲ့ဒီအတွက်ဒီဗန်ဦးစားပရမဦးစားပေးနေနေလောက်ထားပြီလားပေါ့ အဲ့လိုလုပ်ဖို့အတွက်ကောလူရှာလို့ရသလားပေါ့တချို့တွေကဒါမျိုးမလုပ်ချင်ဘူးဘာဖြစ်လို့တချို့တွေကတို့ကတနတ်တွေကင်ပြီးတော့ယူနီဖောင်းတွေဝတ်ပြီးတော့တို့ကနေလန်းကလာတိုက်ချင်ဒါကကြတော့လုံးဝတနတ်ကင်ရမှာမဟုတ်ဘူးတနတ်ကင်ရမှာသူ့လုံးမဟုတ်ဘူးသူ့လုံးဒီဘယ်လိုပြည့်စည်ရမလဲဘယ်လိုဒီတဲ့ကိုဝင်လုံးပြီးတော့ဒီဥစ္စာမသွားဘယ်လိုသူ့ရဲ့ထိုးထွင်းဉာဏ်နဲ့သူစဉ်းစားရတော့မှာကြောက်နေတာကဗျာကြားချောင်းချောင်းနေတာပေါ့ ဒီဒီလေတက်အဲ့ဒီလေရင်ခွင်းအပြင်မှာသူအမြဲတမ်းသူတို့ကအကြာချောင်းချောင်းနေတယ်နီးမျိုးစုံနဲ့ချောင်းနေတယ်ဗျနောက်ဆုံးမရရင်အဲ့လေတက်တက်ချက်ကြီးရဲ့သမီးကိုလည်းခြိုင်ရင်ခြိုင်ပါပဲဇနီးကိုလည်းခြိုင်ကြဘလို့နီးနဲ့မစုံသူလောက်ရတော့မှာဝင်လုံးရမှာပေါ့ဝင်ပူရမှာတရင်ယူမှာပြီးတော့သူ့ရဲ့လှုပ်ရှားရှိတဲ့ခြေမုံကြီးဖြက်စီကြီးလေးပြန်မတက်ရေးကိုသူလောက်ရမှာ ျွန်တော်ထင်ပါတယ်အဲ့လိုမျိုးစစ်စင်ကြီးရှိနေပါပြီကျွန်တော်တို့ဘက်က လူတထောင်နဲ့သုံးတောင်ကြားကို လေ့ကျင့်ပေးပြီးတနိုင်ငံလုံးမှာရှိတဲ့တနိုင်ငံလုံးမှာရှိတဲ့ဒီတက်စခန်းတွေကို ပို့ထားပြီးလောက်ပြီဒါပေမဲ့ကျွန်တော်ပြောသလိုဒီပို့ထားတဲ့လူတွေက ကျွန်တော်တို့ကအဆက်အသွယ်မလုပ်တော့ဘူးသူတို့လည်းပေးလည်းမဆက်အသွယ်တော့ဘူးနောက်တန်းလည်းမဆက်နဲ့ဘာမှမလာဘူးကိုယ့်အကူလို့ကိုချရောက်ကိုရက်ဒီဆိုတော့သူတို့အချိန်ယူနေတာပေါ့တချို့ဆိုရင်လည်းကြားရတဲ့သတင်းတွေကတက်ကြကြီးတွေဆရာကြီးတွေရဲ့သမီးတွေနဲ့ချစ်ကြိုက်နေကြပြီတချို့တော့တမတ်တွေပါရုံဖြစ်နေလောက်ပြီတချို့တွေလည်းအဲ့ဒီ လေရင်လေရင်မှုမတွေနဲ့အိမ်တော်တွေကြာနေကြပြီသူတို့လည်းကြားချောင်းချောင်းနေတာပေါ့ဗျာအဲ့တော့လုံးတော့လုံးနေကြပြီဒါပေမဲ့တေချာတစ်ခုကကျွန်တော်တို့ကတရင်လည်းပြန်မရတော့ဘာလို့လဲသူတို့ကကျွန်တော်တို့ကအပြီးလှုပ်ပလိုက်ပြီသူတို့လို့သူတို့ဆက်လုပ်ပဲသူတို့မလုပ်ရင်လည်းမရဘူးပေါ့ဗျာယေဆောနော yes or no အဲ့လိုလူလွတ်ထားပြီးပြီအဲ့လိုလုံနေပြီကျွန်တော်တို့ဘက်က အပီးကိုတကူလုံးပြစ်ထိုင်ပြီးတော့လှူနေတာအဲကြောင့်ဒီဒေါ်လာကြီးကအချိန်နဲ့သွားနေတာ ဒါကြောင့်ဦးကျွန်တော်ကနပြောတဲ့စစ်စင်ရေးလေလူအနည်းဆုံး1500နဲ့3000ကြားကို train လုပ်ပေးပြီးဒီလူတွေအားလုံးကိုပစ်ချလိုက်ပြီဘာမှအဆက်အသွယ်မရှိဘူးကျွန်တော်တို့လည်းအဆက်အသွယ်မရှိတော့ဘူးကျွန်တော်တို့လည်းဘာမှလည်းမပတ်သက်ဘူးသူကသူလုံးရှင်တာလို့တော့ဒါပေမဲ့သူတို့ရဲ့သူတို့ရဲ့တာဝန်သည်အဲ့ဒီလိန်ပြန်နေပြန်မတက်ရေးတာဝန်ပေးထားတယ်အဲ့တော့အဲ့လိန်ပြန်နေပြန်မတက်ရေးတာဝန်ပေးထားတာဖြစ်တဲ့အတွက် သူတို့လုံနိုင်သမျှမြန်မြန်လုံဘူးလူတယ်ဒါတော့ပဲအဲ့တော့ဘာလို့ဆိုလို့တော့6ချင်းမှာပြီးပါပဲကျွန်တော်တို့ကဒီငှက်ကင်တွေငှက်မကင်တွေအဲ့ဓာတွေထိုင်ဆောက်ဖို့အချိန်မရှိတော့ဘူးအဲ့တော့ကျွန်တော်တို့ကလူလှုပ်လိုက်ပြီအဲ့တော့ ကျွန်တော်တို့ရဲ့ဒီလူတွေကပြန်လဲမရှိဘူးပြောနေတာကပြန်လဲဆိုတော့သူတို့အသက်မရှင်ဘူးလို့ပြောတာမဟုတ်ဘူးကျွန်တော်တို့လည်းပြန်ဆက်သွယ်လို့မရတော့အပြီးပဲကိုလန်ကိုရှောက်တော့တော်လိုင်းပြီးလေသူတို့ကိုဘသူလဲဆိုတာတော့သိတယ်တို့ထုတ်ပြန်ကြေညာမှလည်းမဟုတ်သလိုသူတို့ကို လူသိရှင်ကြားဂုံပြူမှလည်းမဟုတ်ဘူးဂုံပြူခံရမှလည်းမဟုတ်ဘူးဒါဟာနိုင်ငံတိုင်းမှာရှိတဲ့ secret service ရဲ့အလုပ်ပဲ။ လူမမြင်ရသောတိုက်ပြေကိုစောက်ရှောက်နေကြတဲ့ကိုပြောက်အနစ်နာခံပြည်သူများပဲသူရဲ့ကောင်းနေပေါ့အဲ့တော့ကျွန်တော်တို့ဘက်ကလှုပ်ထားလိုက်ပြီသူတို့လည်းနှီးမျိုးစုံနဲ့လှုပ်ပါလိမ့်မယ်